မင်းမှုမြို့ငကားပွက်တောင် Mount Pulpus Dragon Lake မင်းမှုမြို့ငကားပွက်တောင်ဟာမြန်မာနိုင်ငံရဲ့ထူးခြားစမ်းကြယ်ပြီးဒဏ္ဍာရီဆန်တဲ့နေရာတစ်ခုပါတောင်ပေါ်မှာရှိတဲ့ရေအိုင်ငယ်လေးတစ်ခုကနေရေပွက်တွေအဆက်မပြတ်တလူလူတက်နေတာကြောင့်ငကားပွက်တောင်လို့အမည်ဝင်ခဲ့တာဖြစ်ပါတယ်ဒီရေပွက်တွေဟာမြေအောက်ကနေတွန်းကန်ပြီးအဆက်မပြတ်ထွက်ပေါ်နေတဲ့သဘာဝတန်ခွေတွေကြောင့်လို့ပညာရှင်တွေကယူဆကြပါတယ် နဂါးပွက်တောင်ဟာတဘာဝရဲ့အံ့ဩဖွယ်ရာတွေကိုပြသနေတဲ့နေရာတစ်ခုဖြစ်ပါတယ်။ရေတွေပွက်ထနေတဲ့မြင်ကွင်းဟာတကယ်ကိုဆွဲမက်ဖွယ်ကောင်းပြီးလာရောက်လည်ပတ်သူတိုင်းကိုဆွဲဆောင်မှုရှိပါတယ်။ဒီနေရာနဲ့ပတ်သက်ပြီးနဂါးဒဏ္ဍာရီတွေပုံမြင်တွေအများအပြားရှိပါတယ်။ဒေတာခန့်တွေကတော့ DAI ထဲမှာနဂါးတွေကျဆားတယ်လို့ယုံကြည်ကြပြီးဒီရေပွက်တွေဟာနဂါးတွေအသက်ရှူတာကြောင့်လို့လည်းပြောဆိုကြပါတယ်။ဒီလိုဒဏ္ဍာရီတွေကနဂါးပွက်တောင်ကိုပို့ပြီးစိတ်ဝင်စားစရာကောင်းစေပါတယ်။ ဘူမိဗေဒပညာရှင်တွေအတွက်တော့နဂါဘွတ်တောင်ဟာရေအောက်ကဓာတ်ငွေ့တွေနဲ့ပတ်သက်တဲ့သုတေသနပြုဖို့အလွန်အရေးပါတဲ့နေရာတစ်ခုဖြစ်ပါတယ်။နဂါဘွတ်တောင်ကိုလာရောက်လည်ပတ်ခြင်းအပြင်တဘာဝရဲ့အလှအပနဲ့ထူးခြားဆန်းကျင်မှုတွေကိုကိုယ်တိုင်မြင်တွေ့ခံစားနိုင်မှာပါ။ဒါအပြင်မြမယဉ်ကျေးမှုနဲ့တန်တာရီတွေကိုလည်းပုံမူနားလည်နိုင်ပြီးငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်မှာအနားယူအပန်းဖြေနိုင်ပါတယ်။ဒီလိုစိတ်ဝင်စားဖွယ်ရနေရာဒေသများအကြောင်းကို နောက်ထပ်တင်ဆက်ပေးမှာမို့ကျွန်တော်တို့ channel လေးကိုလည်း like and subscribe ပြီးလုပ်ပေးထားဖို့မမေ့ပါနဲ့နော်။